ကောက်ဒါညဘက်ပေါ့နော်ကြီးအောင် မြင်တာနဲ့ဟာဒါဒီကားပဲဆိုတာမျိုးကိနိုင်တဲ့ဒီ icon နဲ့ဖြစ်တဲ့ design ကိုဖြစ်တယ်။အဲ့ဒါဆိုချစ်စရာလေးဒီမှာတော်တော်ဒီဟာလေးက design ကောင်းတယ်ပြောရအောင်။ဒီကောင်ကတော့တကားလက်ကင်ဝင်ကတကားလေးကိုမြုပ်နေတဲ့ဟာမျိုးတွေကိုမပါဘူး။ဒီအပြင်ကိုထုတ်ထားတယ်။အာအဲ့ဒါပြင်ဒီနောက်တကားလေးအဲ့လိုပဲ။ဒီကတော့သူ့ရဲ့ charger ပို့ပေါ့နော်။ဒီဟို charger အပေါက်ဒီအလွိုင်းဆိုရင်လေဒီမှာသူကတော်တော်လှတယ်ဗျ။ကျယ်ပုံစံလိုလေးကိုဒီလိုလှိုင်းတော်လေးနဲ့လှုပ်ထားတော့ ဒီကျွန်တော်စောင်းနာပြောသလိုပဲအလွမ်းကိုမြင်တာနဲ့အဝေးကမြင်တာနဲ့ဒါဒီကားမန်းကိုသိတာတဲ့ကားမျိုးတွေကိုပါတယ်ဒီမှာဆိုလဲအနောက်ကသူကဒီဇိုင်းကရှင်းတယ်ရှင်းတော့ပူပေါ်တာပေါ့ဒီဇိုင်းရှင်းတော့လိုဂိုပူပေါ်တယ်လိုဂိုပူလှတယ်အဲအဲ့ဒီရမှာမှဒီကောင်လေးဆိုရင်ဒါအနောက်ဆိုမှန်လေးကတော့နည်းနည်းသေးတယ်ဗျသူက mini SUV type လောက်ပဲဖြစ်မှထဲနဲ့အနောက် brake view ကိုဒီအပေါ်မှာပါသူကလုပ်ပေးထားတယ်လမ်းအရန်ကျန်းရင်တော့မှဒီအောက် battery ကိုမထိအောင်လုပ်ထားတဲ့ဒီဇိုင်းမျိုးတွေကိုပါတယ်ကဲအဲ့တော့ဒီကအတွင်းကန်းလေးကိုကျွန်တော်တို့ကြည့်လိုက်ကြအောင်လက်ကင်လေးက ဒီလိုသူကအပြည့်ကြီးတော့မလုပ်တော့ပဲဒီလိုတဝက်လေးပေးတာတော်တော်လှတယ်တကာလက်ကင်ဝင်ဆိုဒီလိုလေးလှုပ်တာဘာပဲပြောကောတယ်ဗျာဟိုလိုကျွန်တော်အရင်လိုအန်ကွက်တိုင်းတစ်ခုစီရပါတယ်ကောအန်ရင်များတယ်ကျွန်တော်ဆိုလေလိုဖြတ်ရိုက်ချလိုက်တဲ့အချိန်မှာကျိုးကောင်းကျိုးသွားနိုင်တယ်သူလှုပ်ထားတဲ့ဒီဇိုင်းကဘာလို့ဒီလိုသူအပြင်ကိုဒီအထဲကိုမြုပ်မထားပဲနဲ့အပြင်ကိုဘာလို့လှုပ်လိုက်လဲတော့မသိဘူးပေါ့နော်တကယ်တည်းဒါမျိုးကအန်ရင်များတယ်ကျွန်တော်အမြင်ကတော့ဒီမှာတော့သူကလုံအောင်ကိုကျွန်တော်အထင်တော့ဒီကယောက်ျားလေးနဲ့လဲလိုက်တော့လိုက်တယ်ဒါပေမဲ့ကျွန်တော်ပြောသလိုပဲဒီဟိုအရင် ကြွားတဲ့ဒီဇိုင်းလေးကိုမပါဘဲနဲ့ဒီဟိုဟာနည်းနည်းကျစ်တယ်အတွင်းကကျစ်တယ်ကျစ်တော့မိန်းကလေးနဲ့ဆိုတော့ပူလိုက်တာပေါ့ဘဲကြီးကားလို့တော့ပြောရမယ်ဂီယာပေါက်ဆိုဒီဒီမှာထားတယ်ဒီနောက်ကလုံးဝအရှင်းထားလိုက်တယ်ဒီရောက်ကလုံးဝအရှင်းထုံးစံနိုင်မယ်ဒီကောင်လေးဒီမှာလုံးဝတက်ရှင်ပဲဟိုဒီကောင်ဆိုပူတော်မိုက်သွားတာ volume control ကခလုတ်တောင်မပါတော့ဘူးဒီ sensor နဲ့ပဲလောက်တာဖြစ်သွားပြီ test sensor နဲ့ပဲအရင်မိုက်တယ်အဲ့ဒီအပြင်ကိုဒီမှာတော့ဒါကျွန်တော်ဟိုဟာမီးလိုက်ပေါ့နော် ဒီသူ့မီးပြင်းရပါညာကိုဒီမှာလှုပ်ပေးထားတဲ့ဒီဇိုင်းလေးကတော်တော်မိုက်တယ်လုံးလုံးကျစ်ကျစ်လေးချစ်စရာလေးသူကကျတော့ဒီအိုပေါ်မှာ TV မပါတော့ဘဲနဲ့ဒီအထဲမှာပဲသူကဒီအရှိန်တို့ဘာတို့ပြပေးတော့မှာဒီမှာတေးသေးလေးဒီကောင်လေးဆိုအဲ့အဲ့အထဲမှာပဲဒီကောင်ကပါတော့မယ်သူရတကယ်ဒီအတွင်းပိုင်းကိုကလိကျင်စရာဒီမှာ Apple CarPlay ပန်းစင်းနဲ့ချိတ်ပြီးတော့ဒီမှာသူအကုန်လုံးကိုတုံးလို့ရမယ်စိုက်ကြီးရလည်းအကြီးပဲ iPad လုံးစာလောက်ရှိတယ်အဲ့လိုမျိုးပါမယ်ဒီလေပေါက်တွေကတော့ကျော်စောနာပြောလို့ပဲဒီဇိုင်းလေးကတော်တော်မိုက်တယ်ဒီဟာလေးနဲ့သူတို့လုပ်ထားတယ် ကဲဒီမှာမှသူက log system ကိုထည့်ပေးထားတာဒါပါပဲပြီးတော့ဒီနားမှာရင်တခါတည်းဒီဘက်တစ်ဘက်ပြီးသွားရင်ကျွန်တော်ပုံမှန်ဆိုရင်တော့တခါလေးပေါ်မှာ log တွေကိုထားကြတဲ့ system ကိုမသုံးမဲနဲ့ဒီလိုအလဲကိုသုံးလိုက်တယ်အဲ့ဒါအောင်မှဒီမှာဒီကောင်လေးကတော်တော်မိုက်တာဒီမှာကြည့်အဲဒီလိုလေးထွက်လာတာသူ့ဟာရဲ့အမှန်မှဒီအောင်လိုချင်တရားထပ်ထုတ်လို့ရတယ်လိုချင်တရားကိုထည့်ထားလိုက်လို့ရတယ်ဒါဟိုတာပေါ့ဗျာထည့်လို့ရတယ်မျက်စိရှုပ်တယ်ဆိုရင်ဒီလိုမျိုးလှုပ်ပြီးတော့ဒီအောင်မှဒီအောင်ကိုဒီလိုမျိုးသုံးလို့ရသေးတယ်အဲဒီအရဆိုလဲဒါတော်တော်မိုက်တယ်ကျဲတယ်ဒီမှာ charging ပို့ပါ냐ဆိုဖုန်းလို့ပါလို့ဆိုဗျာအပေါ်တင်တိုင်း ကားလှုပ်လို့အောက်ပြုတ်ကြတယ်ဘာညာဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့မောင်းနေတဲ့အာယုံပြတ်တက်သေးတယ်ဒီဟာဆိုရင်ဒါအရန်ကောင်းတယ်လုံးဝသူ့ဘက်ဘာမှမရှိတော့အဲ့တော့ဒီခွက်သေးတာထဲထားလိုက်အဲ့လိုမျိုးလုပ်ပေးတာတော်တော်မိုက်တယ်ပြီးရင်ဒီမှာကျတော့လေသူ့ဖိုတာကြီးပေါ့နော်ဒါပစ္စည်းပစ္စည်းအထည့်မယ်ဘာညာဆိုရတယ်တက်ရှ်ပဲအကုန်လုံးကဘာမှခလုတ်မပါတော့ဒီမှာကြည့်လိုက်အကုန်ပြောင်းနေပြီပဲရာသီဥတုတစ်ခုနဲ့တစ်ခုအပြောင်းပေါ့အထူးသဖြင့်မိုးရင်းပေါ့အဲ့လိုမိုးရင်းနေမှာဆိုရင်ကျွန်တော်တို့ဒီကားမှန်ဟိုဟာဖြစ်တယ် ဝါးဝါးတယ်ပေါ့နော်အဲ့ဒီကအနေများတယ်တကယ်တကယ်မဟုတ်လားကျွန်တော်ဆိုရင်ကားမောင်းရင်ဒီမှန်ဒီအရေးကြီးဆုံးပဲကျွန်တော်တို့ပထမမှန်ကြီးနေတန့်နေမှာကျွန်တော်ကမောင်းတာဒါဖြစ်လို့လဲဆိုတော့ကျွန်တော်တို့မောင်းမှာနေအောင်အပြန်ပါညာမှာအနေအရန်များတယ်အဲ့လိုဟာမျိုးဆိုတော့ဒီဟာဆိုရင်လုံးဝဒီအပေါ်မှာသူကအဲ့ဒီဟာကို system ထည့်ပေးလိုက်တာကိုမောင်းနေနေဘာညာဆိုရင်တော့ခလုတ်ဆိုရင်တော့ရောနေအောင်မယ်သူကတော့ရောစရာမရှိဘူးဒီလေမှာဒီခလုတ်နေလိုက်မောင်းနေတဲ့ဒီတိုင်းလေးဘတ်ဆိုပြီးနေတာနဲ့သူကမှန်အောင်အပူပေးလိုက်တော့မှန်အကြည့်တတ်သွားမယ်အဲ့လိုဟာမျိုးဆိုတာတော်တော် သုံးဆွဲသူအတွက်ကိုစဉ်းစားပြီးတော့ထွင်ထားတဲ့ဒီဇိုင်းမျိုးလိုတတ်မှတ်လို့ရတယ်ဒါကတော့ကျွန်တော်ပြောပြောနေတဲ့တထေးကြီးကုန်ပေါ့ဗျာဒီမှာဆိုရင် तू ကဟွာသားကိုသုံးတာဗျာကင်းဗတ်သားလို့ပါဆိုတော့ဒီကောင်ကတော့တည်းပြဿနာရှိတယ်လဲသားမဟုတ်တော့ညစ်ပတ်တာပေါ့နော်ကလေးဆိုကလေးငယ်တွေပါရှင်ရှင်ပိုဆိုးတာပေါ့ဒီလက်ကသေးချာမစည်းပဲကင်နာများရင်တော့ तू ကနည်းနည်းညစ်ပတ်ဝါမဲ့ပုံမျိုးတွေကိုပါတယ်သူကဒီမှာဒီစံစံနဲ့ပဲမီးလေးတွေကအဲ့လိုလုပ်ပေးထားတယ်ဒီအပေါ်အမိုးကတော့လုံးဝအရှင်းများကြီးလိုက်အောင်လုံးဝမှန်ကြီးပဲလုံးဝမှန်ကြီးပဲအဲ့ဒါကမှ အဖွင့်အပိတ်ကိုသူကအယောင်ပြောင်းပါအဲအဲ့လိုမျိုးအရမ်းမိုက်သွားရင်ဒီအပေါ်ကြီးကတော်တော်မိုက်တာကားကတော့ကျွန်တော်စောနာပြောသလိုပဲ main ကလေးရင်းနဲ့လိုက်တဲ့ဒီဇိုင်းမျိုးဆိုတော့နည်းနည်းလေးတော့ကျစ်တယ်ဒါပေမဲ့ထိုင်တာတော့ထိုင်လို့ကောင်းပါတယ်တတောင်းတတတာရှိတယ်မိုက်တယ် main ကလေးရင်းနဲ့တော့ပူလိုက်တယ်ဒီကားပုံစံဒီ battery capacity ပေါ့နော်အဲ့ဒီကောင်က69 64ပေါ့ battery တိုးလောင်အားပေါ့အဲ့တော့မှသူက2ဝီရှိမယ်4ဝီရှိမယ်2ဝီဆိုရင်သူက kilometer range ကပို့သွားတယ်ဘာလို့လဲဆိုတော့ battery ဟိုဘာလို့လဲဆိုတော့ motor ကိုတစ်လုံးနဲ့သုံးလို့ motor တစ်လုံးနဲ့ဒီ run နေဆိုတော့ ဘယ်တရီအားပိုခံတာပေါ့ဗျာအဲ့လိုဆိုသူကကီလိုမီတာ9 40အထိရောက်တယ်ပိုကြီးကျတော့သူကမော်တာနှလုံးသုံးရပြီဆိုတော့ကီလိုမီတာ9 20အထိပဲရောက်တယ်ကားလောကမှာနှစ်ပေါင်း60ကျော်ရပ်တည်နေတဲ့ Volvo ကုမ္ပဏီရဲ့ဒါ EX30 model ကျွန်တော်ဝင်ပြီးတော့လေ့လာကြည့်တာအဲ့လိုပဲနောက်ဘာကားတွေလောက်အောင်မလဲဆိုတော့ဆက်လောက်လိုက်ကြည့်ပေးပါအောင်ဗျကဲကားချက်သူတွေအားလုံးပဲကျွန်တော်မောင်ဒီပါနှုတ်ဆက်ပါတယ်ဗျမင်္ဂလာပါဗျ